အားလုံးပဲမင်္ဂလာပါခင်ဗျာပဒေတာ3 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေကြာတာပဒေတာသမင်းများတွင်2025ခုနှစ်မေလ9လပိုင်းတလားစာ2 hostran နဲ့ရေရရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ hostran ကိုဆရာကြီးမင်းသူရကဟောပြောပေးထားတာဖြစ်ပါတယ်ဒီ hostran နဲ့မှာပါဝင်တဲ့ချက်တွေကတော့အလောက်ကန်စီဝါရေးကြီးရေးအိမ်တော်ရေးပညာရေးကျန်းမာရေးသတိပြုရမယ့်အသက်ပိုင်းခြားဆောင်ရွက်ရန်ကိစ္စအကျိုးပေးသောအရာများနဲ့ရေရရာတို့ဖြစ်ပါတယ် ကြတာပရိသတ်သမီးများဟာဒီမေလအတွင်းမှာကန်စာတာအလွန်ကောင်းပြီးတော့ကန်တရားအနေနဲ့အဆိုးကနေအကောင်းကို ပြောင်းလဲလာပါလိမ့်မယ်။အရင်ကပင်ပန်းခဲ့သမျှအားနေခဲ့သမျှဒီလမှာတော့ပြောင်းလဲမှုများနဲ့ကန်အားတက်လာစေပါလိမ့်မယ်။မိဘမဲ့ကေယာနဲ့ဘဝရိပ်သားများမိဘမဲ့ကေယာနဲ့ဘဝရိပ်သားများကိုအလူတန်များအမြဲတစေမိမိတက်နိုင်သလောက်အလူတန်ပြုနိုင်ပါလိမ့်မယ်။ကန်ဆမ်းမယ်၊စူကြီး၊လေလံဒုတိယတတိယများကန်ထုပြီးတော့ထိပေါက်နိုင်ခြင်းရှိပါတယ်ငွေရခြင်းရှိပါတယ် တောက်ကြနံအင်္ဂါနံကိုအကြောင်းပြုပြီးတော့အငွေရတတ်ပါတယ်။ဆက်ပစ္စည်းများအစ်စ်လျရတတ်ပါတယ်။ထွက်နေတဲ့ပစ္စည်းများပြန်ဝင်ခြင်းများကြုံရတတ်ပါတယ်။အလောက်ကင်များစီပိုင်များတိုးတက်အဆင်ပြေပါလိမ့်မယ်။ကောင်းနေသူများကောင်းတဲ့အကောင်းလာပါလိမ့်မယ်။ကိုယ်ပိုင်စီပိုင်လုပ်ငန်းများတိုးတက်အောင်မြင်ပါလိမ့်မယ်။အလောက်ကင်များအစစအရာရာအဆင်ပြေလာပြီးတော့မိမိရဲ့အောင်မြင်မှုပန်းတိုင်ကိုဆွခုနိုင်ပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းများအလောက်ကင်ဆောင်ရွက်ရမှာအတူတူတွဲဖက်လောက်ကင်နေသူများကြားလောက်ကိစ္စနဲ့ပတ်သက်ပြီးတော့ စကားအခြေတင်များခြင်းများကြုံတွေ့ရတတ်ပါတယ်။လုပ်ငန်းကိစ္စများကိုစနစ်တကျအားထုတ်စူးစမ်းလောက်ကိုင်းမှာရည်ရွယ်ချက်တူတဲ့ပုံကောများနဲ့ပူးပေါင်းလောက်ကိုင်းဆောင်ရွက်ပါ။အင်ချန်မြင်နဲ့အင်ဆောက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊တန်တဲလူမီနီယံလုပ်ငန်းများ၊အာမခံနဲ့ဆက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊စိုက်ပျိုးရေးမွေးမြူရေးထုတ်ကုန်သွင်းကုန်များ၊အရောင်းဝယ်လုပ်ငန်းများ၊နိုင်ငံခြားခီးစဉ်များ၊ခီးသွွာလာပို့ဆောင်ရေးလုပ်ငန်းများ၊စားသောက်ကုန်၊လူသုံးကုန်အလားကုန်ပစ္စည်းများ၊ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအကျိုးပေးရလကောင်းများရရှိပါလိမ့်မယ်။ စနေသားသမီးတောက်ကြသားသမီးများနဲ့တွဲဖက်လောက်ကင်ဆောင်ရွက်ခြင်းများအကျိုးပေးပါလိမ့်မယ်။ဒါပေမဲ့ရေလုံငန်း၊ရွှေလုံငန်း၊ဝက်မွေးမြေလုံငန်းများလုပ်ငန်းစတင်ခြင်းအကျိုးပေးအားနည်းပါတယ်။ဒီမေလအတွင်းမှာမိမိရဲ့အကျိုးပန်းအားထုတ်မှုကြောင့်ထူးထူးခြားခြားတိုးတက်အောင်မြင်လာပါလိမ့်မယ်။လုပ်ငန်းခွင့်ဆောင်ရွက်ပွဲဖြည့်ဆို့မှုများအောင်မြင်ပါလိမ့်မယ်။ပညာရေးကိစ္စအတွက်ခီးတို့ခီးရှင်များသွားရခြင်းရှိပါတယ်။အပေါင်းအသင်းနဲ့မိသားစုပြဿနာများလူမွေးကိစ္စများကြောင့်ပညာရေးနှောင့်နှေးရတတ်ပါတယ်။အခြေအနေနဲ့အိမ်တော်ရေးကျတာပရိသတ်သမီးပြိုရွယ်သူများအနေနဲ့ ဒီမေလအတွင်းမှာအချိန်မှာတော့စမ်းပွင့်ပြီးတော့အကန်ကောင်းတဲ့အချိန်ခါဖြစ်ပါတယ်။ချစ်သူမရှိသေးတဲ့ပုံကောများအနေနဲ့ချစ်သူရည်စားရရှိပါလိမ့်မယ်။ချစ်သူရည်စားရှိသူများအနေနဲ့ဆေးဆက်ကြောင်းလန်းခြင်းများအိမ်တော်ပြုခြင်းများကြုံတွေ့ပါလိမ့်မယ်။အိမ်တော်ရေးမှာမိမိတဲ့အသက်ကြီးသူနဲ့ဆုံစည်းရတတ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့အိမ်တော်ရေးတာယာပါလိမ့်မယ်။သာသမီရတနာထွန်ကားပါလိမ့်မယ်။ငွေကြေးအတိုင်းအတာထက်ပိုဝင်ကိန်းရှိပါတယ်။ဆွေမျိုးမိသင်္ကာများအတွက်ကုညီဆောင်ရှောက်မှုများပေးရတတ်ပါတယ်။ဒါပေမဲ့အိမ်တော်ရှင်များအနေနဲ့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာအပြောဆိုပြုမှုများ ဆင်ခြင်ရပါမယ်။ဆက်ပစ္စည်းအိမ်ဆောင်ပစ္စည်းများယရနာပစ္စည်းများဝင်လာတတ်ပါတယ်။မိမိရဲ့မိသားစုအတွေ့အိုးအိမ်တိုက်တာအဆောက်အအုံများဆောက်လုပ်ရတတ်ပါတယ်။ဆွေမျိုးတိုင်ဝဲများမိမိရဲ့အိမ်ကိုအလဲပတ်လာရောက်ပါလိမ့်မယ်။ဆွေမျိုးမိသင်္ကာများနဲ့တူပျော်ရွှင်တဲ့ခီးစဉ်များတွေ့ရခြင်းရှိပါတယ်။ကျမ်းမအိမ်နေနေကတော့ဇာတာပရိသတ်သမီးများအနေနဲ့ဒီမေလအတွက်မှာအနေငယ်ညံ့တတ်ပါတယ်။အဝါလွန်ယောဂများအစီပိတ်ခြင်းအရေပြာယောဂဝေဒနာများကြုံတွေ့ရတတ်ပါတယ်။ကျမ်းမအိမ်ကိုအထူးကူဆရပါမယ်။ ကိုဝန်ဆောင်မိခင်များအနေနဲ့သာသမိယတနာလွယ်ကူစွာမွေးဖွားနိုင်ပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့ကြာသပတေးသာသမိများအနေနဲ့ဒီမေလအတွင်းမှာစေကံပြတဲ့အခါမျိုးမှာအဝါရောင်လေမောင်ရောင်အဝတ်ထည်များကိုဝတ်ဆင်ခြင်းများအတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။တောင်ရတွင်စေကုသခြင်းဗုဒ္ဓုံနေများတွင်စေကံပြခြင်းများအတတ်နိုင်ဆုံးသတိပြုရှောင်ကျဉ်သင့်ပါတယ်။သတိပြုရမယ့်အသက်ပိုင်းခြားဒီမေလအတွင်းမှာအသက်9နှစ်14နှစ်23နှစ်32နှစ်42နှစ်49နှစ်50 59နှစ် 68နှစ်နဲ့89နှစ်အသက်ပိုင်းခြားရှိတဲ့ကြာသပတေးသားသမီးများအနေနဲ့ကန်စာတာနိုင်ငံညံ့နေပါလိမ့်မယ်။ဒီမေလအတွင်းမှာအလောက်ကန်စီပွားရေး၊ငွေကြေး၊ချေးအိမ်တော်ရေးပညာရေး၊ကျန်းမာရေးစတဲ့ရေးကိစ္စအမှန်တရားမှာခါတိုင်းထက်ပိုပြီးတော့အသည့်လိမ့်မှာဉာဏ်ပညာနဲ့ရှင်ပြီးပြုမှုဆောင်ရွက်ပါလို့တိုက်တွန်းပါစေခင်ဗျာ။ဒီမေလအတွင်းမှာကြာသပတေးသားသမီးများအနေနဲ့ခီးသွွားလာရမှာအန်ဒရယ်ကင်းဖို့အတွက်ခီးသွွားအန်ဒရယ်ကင်းကာထာတော်ကိုခုနှစ်ခေါက်ဒိတ်ထန်ရွတ်ဖက်ပူဇော်ပြီးမှသွားပါ။ ကတာမေရခကတံမေပရိဒံပဋိကမန္တုဘူဒာနိသောဟံနမောဘဂဝတောနမောတတနံသမ္မာသမ္ဗုဒ္ဓနံလို့ခုနှစ်ခေါက်တိတိရွေးဖက်ပူဇော်ပြီးသွားမယ်ဆိုရင်ဘေးရန်အန်ဒရကင်းစွာဖြင့်လိုရာခီးကိုအောင်မြင်ပါလိမ့်မယ်အကျိုးမပေးတဲ့အရာကတော့တောင်ရဖြစ်ပါတယ်အကျိုးပေးတဲ့အရာကတော့မြောက်အရာဖြစ်ပါတယ်အကျိုးပေးကနန်းကတော့9 1 6နဲ့9ကနန်းတို့ဖြစ်ပါတယ်ကံကောင်းစေတဲ့အရာကတော့အနီရောင်ဆင်းဆွဲရောင်ပန်းရောင်နဲ့အပြာနုရောင်ဖြစ်ပါတယ်ကြာတာပရိသတ်သမီးများတွင် ဒီမေလအတွင်းမှာအစိုးရတွေပြေပြောက်ပြီးတော့ကောင်းကင်တွေရောက်ရှိလာစေဖို့အတွက်ရရအနေနဲ့ကတော့မိမိမှပူဇော်ထားတဲ့မြတ်စွာဘုရားရှင်အားမေမျိုးပန်ဒါမှမဟုတ်ပေါက်ပန်းညွန့်များကတ်လူပူဇော်ပါတပင်ထောပတ်တီသုံးလုံးကိုဖြစ်စေထညက်သုံးလုံးကိုဖြစ်စေဆွတ်တော်ကတ်လူပါတပင်အသက်ကုံဝါကြီးမားတဲ့ပုဂ္ဂိုလ်များအားမောင်ငါကျွေးမွေးလူတန်းမှာရဟန်းတန်ခါများအားမောင်ငါဆွင်ကတ်လူပူဇော်ပါမိမိလူရာစုကိုလည်းတောင်းပါဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့ဂျာတာပရိသတ်သမီးများတွင် 2025ခုနှစ်မေလ9လပိုင်းတလဆာထူဩစရက်နဲ့ရေရရပဲဖြစ်ပါတယ်။ကြာတာပရိသတ်သမီးများအားလုံးကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ခါခိုက်သိမ်းပြည့်စုံပြီးတော့အလောက်ကင်စီပွားရေးများဆင်ပြေအောင်မြင်တိုးတက်ကြပါစေခင်ဗျာ။ခုလိုအားပေးကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။